င်္ဂလာပါရှင်မက်ရှလာ25ရဲ့အင်္ဂါနေ့ရွှေငွေရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ပညာရေးနဲ့သင်ပြနည်းပညာဒီပလိုမာသင်တန်းဖွံ့ဖွဲမျိုးမြို့နယ်များတွင်ပြုလုပ်တဲ့သတင်း ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနနဲ့ဟာခဒီဂရီကောလိပ်တို့ပူးပေါင်းပြီးရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်အတွင်းရှိမူလာရန်ပြဆရာဆရာမများအားသင်ကြားရေးတွင်အထောက်အကူဖြစ်စေရန်ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ Diploma in Education and Pedagogy Tip EP တနင်္ဂနွေမတ်လ24ရက်နေ့နောက်ပိုင်းကအမတ်တိအခြေခံပညာအထက်တန်းကျောင်းမှပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ဦးရဲတင်နဲ့မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်အေးသနာစိုးတို့ကအမှစကားပြောကြပြီးဟာခါပညာရေးဒီဂရီကောလိပ်မှကတိကဆရာဦးရန်နိုင်ကတင်နန်းနဲ့ပတ်သက်သည့်များကိုဆွေးနွေးကြောင်းနဲ့တင်နန်းကိုကိုညံ့ကိုမြို့နယ်နဲ့ကုံမှုမြို့နယ်များမှာမူလာတန်းပြဆရာဆရာမ488ဦးတက်ရောက်ဖြစ်ကြောင်းသိရပါတယ်။အလားတူသုံးခွမြို့နယ်တွင် ညာရေးနှင့်တင်ပြနည်းပညာဒီပလိုမာသင်တန်းအမတ်စဉ်တင်မြင့်ဆောင်2025ဖွင့်ပွဲကိုမတ်လ24ရက်နေ့နဲ့7နာရီမိနစ်30ကအမတ်တိခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခမ်းမမှာပြုလုပ်ရာမြို့နယ်ပညာရေးမှူးဒေါက်ဆန်ဆန်ထီနဲ့ကျောင်းဆရာမကြီးဒေါက်သက်သက်နယ်တို့ကအမှာစကားပြောကြားကြကြောင်းနဲ့မူလာရန်ပြဆရာဆရာမ348ဦးတို့တက်ရောက်တင်ယူကြကြောင်းသိရှိရပါတယ်။အလားတူတွန်တေးမြို့နယ်တွင် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ Diploma in Education and Pedagogy DIF EB သင်တန်းကိုမတ်လ24ရက်နေ့နဲ့9နာရီကအမတ်1အခြေခံပညာအထက်တန်းကျောင်းမှာပြုလုပ်ရာမူလတန်းပြဆရာဆရာမ949ဦးတက်ရောက်ကြောင်းနဲ့မတ်လ24ရက်မှာမေလ30ရက်အထိ49ရက်ကြာသင်တန်းပို့ချမှာဖြစ်ကြောင်းလည်းသိရှိရပါရရှင်ဒီသတင်းများကိုတော့ဆွေနှွေးစီသူလင်းနဲ့တွန်တီးသားတို့ကပေးပို့လာတာပါ ဆလတ်တင်ဆက်မဲ့သတင်းကတော့မရှိရမလင်းသူမရှိစေရအစီအစဉ်ဖြင့်မျက်စိဝေဒနာရှင်များအောင်အခါမဲ့စစ်စေကူတာပေးတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးဘီသူဇမရေးနဲ့ကုသရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမရှိရေမလင်းသူမရှိစေရအစီအစဉ်ဖြင့်မတ်လ24ရက်ကအင်းစိန်မြို့နယ်စင်ကိုရက်ွက်ရှိစူလာမဏီဖုံတော်ကြီးကျောင်းတိုက်တွင်မျက်စိဝေဒနာရှင်နေရာကျော်တို့အားကွင်စင်ကုသပေးကြကြောင်းသိရပါသည်ဒီသတင်းကိုတော့စင်မင်းထိုက်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် ောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဒလာမြွနယ်ရင်ဗုဒ္ဓဘာသာလူငယ်ရင်ကျင်းမှုနေပြသင်တန်းဖွင့်လှစ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတလားမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပတဲ့ဗုဒ္ဓဘာသာလူငယ်ရင်ကျေးမှုနီးပြသင်တန်းကိုဘက်ချလာ24ရက်နနက်9:00နာရီကကမကစေရက်ကွယ်အလေချောင်းပရိယတ်ထိစာသင်တိုင်းမှာဖွင့်လှစ်ကြောင်းသိရပါတယ်။သင်တန်းဖွင့်ပွဲတွင်အလေချောင်းပရိယတ်ထိစာသင်တိုင်းကြီးရဲ့ဦးစီးပဌာနာနာယကဆရာတော် ဒေါက်တာဘတ်တနာအိနကာတာရာဘီဝန်တာမှာဩဝါဒချင်းမြင်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခိတ္တဥက္ကဋ္ဌပုံမှုပြည်ပြိုဟန်က အမစကားပြကြကဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းအတွေ့အမှုဥကြောစင်ချင်းမှာတင်နန်းဖွင့်လျက်ချင်းအရွေချက်နဲ့အကျိုးကျေးဇူးများအားရှင်းလင်းပြကြပါရယ်အဆိုပါတင်နန်းကိုမတ်လ24ရက်မှ28ရက်ထိတင် जा ပို့ချသွားမှာဖြစ်ကြောင်းလည်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပြပူလာတာပါ ထပ်မံတင်ဆက်မဲ့သတင်းကတော့နေရာသည်လူငယ်ပကြီးရေးဆင်းသည့်တင်နန်ဖွင့်လေတဲ့သတင်းနေရာသည်ကျောင်းပရဲ့တွင်ကျောင်းသားကျောင်းသူများအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အသိပညာဗဟုသုတများလေ့လာရရှိနိုင်ရန်အတွက်မတ်လ24ရက်နေ့နက်9နာရီကလှိုင်တရာအရှိပိုင်းမြို့နယ်ကွန်မြူနတီစင်တာခမာတွင်အခြေခံပကြီးရေးဆွေးနွေးတင်နန်ဖွင့်လေကျောင်းသိရပါသည် တင်နန်းဖွံ့ဖွဲတွင်မြို့နယ်အမျိုးသမီးရှေးအောက်ဖွဲ့ဥက္ကဋ္ဌထောသူစာတိန်ကအမစကပြောကြားပြီးမြို့နယ်အတွင်းရှိမူလာရန်အစင်နှင့်အလဲရန်အစင်ကျောင်းသားကျောင်းသူ45ဦးတက်ရောက်ကတင်နန်းနီပြပကြီရွှေအေးကိုကတင်ကြားပြသပေးကြောင်းသိရပါရဲ့ရှင်နောက်ထပ်တဲ့စာမယ်တင်ကတော့နေရာဒီအကစားတင်တဲ့တရောင်နေသူများအားမြို့နယ်မြို့သမီးရှိရာအဖွဲ့ဝင်များကအာဟာရမုံများဝင်ကြတဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတခုမျိုးသိမြောက်ပိုင်းမြို့နယ်အမျိုးသမီးရေးရအဖွဲ့ဝင်များကအမတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတွင်လူရသည့်အားကစားသင်တန်းတက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူများအားမတ်လ24ရက်နေ့နဲ့10နာရီကအာဟာရမုတ်များဝေးငှပေးအကြောင်းသိရပါဗျာ။ ဥစွာတကုံမျိုးသစ်မြောက်ပိုင်းမျိုးနဲ့မျိုးနဲ့အမျိုးသမီးရေးရအဖွဲ့တာဝန်ရှိသူတူကတင်းနှန်းချောင်းသားချောင်းသူများအနေဖြင့်တင်းနှန်းနှိပြများရဲ့တင်ကြားပို့ချမှုများကိုဂေးပြုလိုက်နာဆောင်ရွက်ခါတက်မြတ်အောင်တင်ယူဆောင်ရွက်သွားကြရမှာကြပြီးတင်းနှန်းတက်ရောက်နေကြတဲ့ချောင်းသားချောင်းသူများကိုအာဟာရမုံများပေးဝေကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့မြမြကြီးကပေးပို့လာတာပါရွှေရကုန်ရဲ့ရန်ကုန်တခွေသတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။တရှိရပေးခဲ့ကြပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။